အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကန်ရေမြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ဟိုမေယောက်ဒီမေယောက်အချောက်ကလေးယာတွေကို US Army တွေကနေပြီးတော့အ мян ထုတ်ပြဖို့ American ဘ ਹੁ တရားရုံးကနေပြီးတော့အမိန်ချမှတ်လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ writer သတင်းဌာနကမနေ့အင်္ဂါနေ့က မေလ6ရက်2025မှာထုတ်ပြန်သွားတာကတော့အမေရိကရဲ့ဗဟိုတရားရုံးကနေပြီးတော့သမ္မတ Trump အဆိုပြုလာကိုကြားနာလိုက်ပြီးတရားဝင်အမိန့်ချမှတ်လိုက်တာကတော့ US Army ထဲမှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ LGBTQ ခေါ်ဟိုမြောက်ဒီမြောက်အချောက်ကလျာတွေကို US Army ထဲမှာမြေကြီးယာတို့ရှိနေပလေစေစစ်တပ်ထဲမှာထုတ်ပြရန်ခွင့်ပြုလိုက်ကြောင်းအဲ့ဒီအမိန့်မှာဖြတ်ဖောက်ချုပ်ထားတဲ့ transgender တွေလည်းပါဝင်ကြအောင်ပြီးတော့စစ်သားစုဆောင်ရေးတွေမှာစည်ရင်သွင်းပြီးစစ်သားအရာရှိအသစ်တွေလည်းပါဝင်ကြအောင်အမေရိကရဲ့နိုင်ငံတွင်းမှာရောပြည်ပမှာရောက်ရှိနေတဲ့အချောက်ကလေးရာတွေပါ ထောင်နဲ့ချီပြီးတက်တွင်းမှာနှင်ထုတ်ရန်အမိန့်ချမှတ်လိုက်ပြီးဖြစ်ပါတယ်။အဲ့ဒီအမိန့်မချမိအထိကတော့သမ္မတထရမ့်က January မှာသမ္မတဖြစ်လာတာနဲ့အလုပ်တွေစက်တိုက်လို့လက်မှတ်တွေစက်တိုက်ထိုးပြီးအမိန့်တွေစီကန်းတွေချမှတ်ခဲ့တဲ့အထက်မှာ အမေရိကရဲ့ကြောရိုးဖြစ်တဲ့စစ်တပ်ထဲမှာလိင်တူဆက်ဆံတာတွေကိုရုံမုံးလာကြောင်းအဲ့ဒီအချောက်ကလေးတွေကိုတက်မှချက်ချင်းထုတ်ရန်အမိန်ပေးရာထုံးစံအတိုင်းပြည်내တရားသူကြီးတွေကဝိုင်းဝန်းကောက်ကွက်ကြပြန်သဖြင့်ဗဟိုတရားရုံး Supreme Court အမေရိကရဲ့အမြင့်ဆုံးတရားရုံးကိုရောက်ခဲ့ရပြန်ပါတယ်။ကံကောင်းထောက်မှစွာပဲမနေ့ကတော့ဗဟိုတရားရုံးကနေပြီးတော့စစ်တပ်ထဲမှာတတိပြတိနဲ့ပြေဆုံးစွာအသက်ဆုံး တိုက်ပွဲဝင်နေတဲ့စစ်သားတွေကြားထဲမှာရှုပ်ရှက်ခတ်နေတဲ့အဲ့ဒီဟိုမြောက်ဒီမြောက် အချောက်ကလေးတွေကိုချက်ချင်းထုတ်ပစ်ခွင့်အမိန့်ချမှတ်လိုက်ပြီးတော့ပြည်နယ်တရားသူကြီးတွေရဲ့ကန့်ကွက်ချက်တွေကိုပယ်ချပြစ်နိုင်ခဲ့ပါတယ်အမေရိကရဲ့ဗဟိုတရားရုံးရဲ့အမြင့်ဆုံးတရားရုံးမှာတရားသူကြီး၉ယောက်ထဲမှာ conservative ၃ယောက်ကတော့အဲ့ဒီအမိန့်ကိုကန့်ကွက်ခဲ့ကြပါသေးတယ်။ Washington ပြည်နယ်တရားသူကြီးကလည်းအခုအမိန့်ဟာဖွဲ့စည်းပုံ ခြေခံဥပဒေထဲမှာနံပါတ်5အချက်ဖြစ်တဲ့တန်းတူညီတူအကာအကွယ်ပေးရမယ်ဆိုတဲ့အချက်နဲ့ညီစုံးနေကြောင်းထောက်ပြပါရယ်အဲ့ဒီလိန်တူချစ်သူတွေကို American စစ်တပ်ထဲမှာအမှုထမ်းခွင့်ကိုအရင် Democratic သမ္မတ Joe Biden လက်ထက်က ခွင့်ပြုခဲ့ပြီး သူကအရေးချင်းပြည်ပြည်မိသူတိုင်းဖွင့်လင်းမြင်သာစွာတာဝန်ထမ်းဆောင်နိုင်ခွင့်ရှိသည်ဟုဆိုကာခွင့်ပြုခဲ့ပြီးတော့သမ္မတ Trump ကတော့ ဇန်နဝါရီ2025မှာတမလပြန်ဖြစ်လာတာနဲ့အဲ့ဒီလိင်တူချစ်သူတွေကိုဖယ်ရှားပြီးဂျိုးဘိုင်ဒန်ရဲ့အမိန့်ကိုပြောင်းပြန်လံပစ်ခဲ့လိုက်ပါပြီ။တမလထရမ့်ရဲ့ညွှန်ကြားချက်ကတော့လိင်တူချစ်သူတွေဟာသူတို့ရဲ့မွေးရာပါ လိင်အင်္ကာကိုလိင်ညာပြောဆိုပြီးစစ်မှုထမ်းရန်စံနှုန်းမပြည့်မီကြောင်းအခိုင်အမာပြောကြားခဲ့ပါတယ်။ယောက်ျားတစ်ယောက်ဟာသူဟာမိမဖြစ်ကြောင်းအခိုင်အမာလိင်ညာပြောဆိုပြီးတော့အခြားသူတွေရဲ့ဂုံပြုတ်ချီးမှု ချီးကျူးမှုကို ခံယူရန်တောင်းဆိုခြင်းဟာတိုင်းပြည်တော်ဝင်ထမ်းဆောင်နေသူတို့ရဲ့မိမိကိုယ်ကိုနှိမ်ချမှုနဲ့ကိုကျိုးမဖက်မှုတို့နဲ့မကိုက်ညီဘူးလို့သမ္မတထရမ်ကညွှန်ကြားချက်ထဲမှာရေးသားထားပါတယ်။ LGBTQ တွေရဲ့အခွင့်အရေးကြောင့်ပိုင်းခွင့်ရယူခွင့်တွေနဲ့လူအခွင့်အရေးဆိုင်ရာတွေကိုလှုပ်ရှားတဲ့အဖွဲ့ကတော့အချောက်ကလျာရိဘက်ကနေကိုစားပြုပြီးအခုလိုဗိုလ်တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာတော့ ၎င်းတို့ရဲ့တတ်သိရှိရှိစွမ်းဆောင်မှုနဲ့ဂတိကပွေများကိုပြသထားသောလိန်ပြောင်းလဲသူတွေအတွက်ဆိုးရွားသောထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့ဝေဖန်လိုက်ပါတယ်တရားရုံးကစစ်တပ်အတွက်အမိန့်ချမှတ်ခဲ့တာဖြစ်ပြီးအမုံတရားနဲ့ပတ်သက်တဲ့ဘက်ကိုတော့လိလူရှုထားကြောင်းပြောပါတယ်။အင်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Caroline David ကတော့သတင်းဌာနတွေကို အင်ကာနေကချမှတ်လိုက်တဲ့တရားစီရင်ရေးဟာသမ္မတ Trump အတွက်တော့ ်ကြီးမားသောအောင်ပွဲတစ်ရပ်ဖြစ်ကြောင်းအခုဆိုရင်သမ္မတထရန့်ရဲ့ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးပီတ်ဟက်ဆက်တို့ဟောဆိုရင်အစင်သက်နဲ့ဒေဇီလောက်တဲ့စစ်တပ်ကို ပြန်လည်တိစောက်နေပြီးကြားမှမတူကွဲရမှုတာတူညီမျှမှု ကိုသာနှိုးကြားစေသည်ဟုပြောပါတယ်အမေရိကန်စစ်ဌာနချုပ်ပန်တဂွန်ကတော့ကြားမှအသွင်ပြောင်းလဲခြင်းဒါမှမဟုတ်ကြားမှအသွင်ကူးပြောင်းရန်ပြုလုပ်နေသောလက်ရှိ တပ်ဖွဲ့ဝင်တွေနဲ့စစ်သားတစ်လျှောက်လွှာတင်ထားသူတွေကိုစစ်မှုထမ်းခြင်းမှာအရေးချင်းမပြည့်မီသော သူများဖြစ်ကြောင်းသမ္မတထရမ့်ရဲ့လမ်းညွှန်ချက်ကိုလိုက်နာပြီးအဲ့ဒီအချောက်ကလေးတွေကိုစစ်ယူနီဖောင်းတွေချုပ်ခိုင်းပြီးထက်စစ်တပ်တွေကနေစတင် နှင်လွတ်နေကြောင်းသိရပါတယ်။ American ကာဝေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကတော့2024ကုန်အထိအရာရှိကြီးငယ်စုစုပေါင်း၄ဆဆန်သူတွေတက်ထဲမှာ 4240တိတိရှိနေကြောင်းပြောပါတယ်။လိင်အင်ကပြောင်းလဲမှုတွေဟာအမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ယဉ်ကျေးမှုစစ်ပွဲတွေမှာမိမောင်းထိုးစစ်ပြစီရအချက်တစ်ခုဖြစ်ပါတယ်။သမ္မတထရမ့်ဟာလိင်အင်ကပြောင်းထားသူလိင်တူချစ်သူတွေကိုပိတ်မှတ်ထားပြီးတော့အမေရိကန်အစိုးရဟာလိင်နှမျိုးဖြစ်တဲ့ကြားမအမျိုးသားအမျိုးသမီးဆိုတဲ့နှစ်ခုကိုသာအတိအမှတ်ပြုကြောင်းအဲ့ဒါကိုပြောင်းလဲ၍မရနိုင်ကြောင်းပြောဆိုထားပြီးအမိန့်တွေစက်တိုက် ထွက်ပေါ်လာခဲ့ပါတယ်။လေရင်ကပြောင်းလဲသူတွေအတွက်စေဝါကုသမှုကိုလည်းအစိုးရမှထောက်ပံ့ပေးခြင်းတွေမပြုလုပ်တော့ဘဲအာကစားလောကတွေထဲမှာလည်းလေရင်ကပြောင်းလဲသူတွေအာကစားသမားတွေအားလုံးကိုထုတ်ပြစ်နေကြောင်းသိရပါတယ်။အမေရိကမှာရှိတဲ့ပြည်နယ်တချို့ကတရားရေးဌာနတွေနဲ့ပြည်နယ်တရားသူကြီးတွေကတော့ခိတ္တဆိုင်ငံ့ထားပြီးပြန်လည်စစ်ဆေးကြားနာပေးပါရန်လိင်တူချစ်သူတွေဘက်ကနေအယူခံဝင်သွားမှာဖြစ်ကြောင်း အဲ့ဒီတရားသူကြီးတွေကိုနိုင်ကလည်းလိန်တူချစ်သူတွေဖြစ်နေကြကြောင်းသတင်းဌာနတွေကပြောပါတယ်ကျေးဇူးတင်ပါတယ်ခနာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube Channel လေးကိုကြိုက်နှစ်သက်ခဲ့တဲ့ဆိုရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other. Bye bye.